အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ horror ဗိုင်းမီ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီသလန်းကဘေးရင်ကညားကသာလင်းမယားတွေရဲ့ဖြစ်ရမှန်ဇလန်းတစ်ခုပါသူတို့ယူပြီးကသာတိုက်ခန်းတစ်ခုကိုဝယ်လိုက်တယ်အဲ့အခါမှာလမ်းကိုမြင်ရတယ်ဝေယနာလေးတစ်ခုပါတယ်ကောင်မလေးကဒီအရာတွေအတွက်သူမင်္ဂလာဆောင်ခဲ့ရတာတိတ်ကိုပြောရကောင်းတာပဲလို့တွေးနေခဲ့တယ်ညားကသာလင်းမယားဆိုတော့တိရတဲ့အရာရာဟာပြောเสียရပါ ။သူမရဲ့ယောက်ျားဟာအလုံးမှလည်းရန်ကိုလှုပ်ကျိုးသားတဲ့သူတယောက်။အပေါင်းအသင်းမိတ်ဆွေတွေကလည်းရန်ကိုပေါ်တယ်။ဒီလိုနဲ့တရက်တော့မင်္ဂလာဆောင်တော့ကတငယ်ချင်းတွေကိုပါတီမလုပ်ပေးကြရဘူး။အဲ့ညာကပါတီလုပ်ပေးခဲ့တယ်။တညာလုံးတောက်ကြတာဆိုတော့ရှေးအောင်နှောင်းပြစ်တွေပြန်ပြောကြရင် အပြော်ကြီးပြောနေခဲ့ကြတယ်။အဲ့ထဲမှာသူမယောက်ျားရဲ့အခင်ဆုံးတငယ်ချင်းကြော်ကြီးလည်းပါလာတာပေါ့။သူမမိမရှိပေမဲ့ဒီညတော့ဒိတ်ကဲစော်တယောက်ကိုခေါ်လာခဲ့တယ်။ သူတို့လင်မယားနှစ်ယောက်ကပွဲအတွက်အစားအသောက်တွေပြင်ဆင်ပေးနေတာပေါ့ဒီအချိန်မှာကြော်ကြီးကရောက်လာပြီသူမယောက်ျားကိုစားနောက်ခဲ့တယ်တကယ်ကြီးမင်းဟိုတိတ်ကလေးကိုစားမလားတဲ့ယောက်ျားလည်းမိန်းမဖြစ်သူရှိဆိုတော့အဲ့လိုစကားကြီးတွေနဲ့မနောက်ပါနဲ့ကွာငါမင်းမလည်းရှိတဲ့ဟာကိုဒါကိုကြော်ကြီးကမရက်နိုင်ဘူးမိန်းမိန်းမလည်းသဘောတူမှာပါကွာမင်းစမ်းကြည့်စမ်းပါတဲ့သူတို့တွေရမ်းမှုနေလို့ပါတီပွဲကိုရက်ပြီးအိမ်ပြန်လွှတ်ခဲ့လိုက်တယ် တငယ်ချင်းတွေလည်းအကုန်အိမ်မြန်သွားတော့သူတို့တွေလည်းရေမိုးချိုးမီးပိတ်ပြီးလင်မယားဇာလန်ကြီးစကြတာပေါ့ညလည်းမနေ့9နာရီလောက်ရောက်တော့မဟုတ်စဘူးသူမယောက်ျားကအတန်ကျဲကြီးနဲ့ဟောက်နေခဲ့တယ်မောင်ကြီးမဲမဲထဲမှာသူမလည်းဘေးပတ်ဝန်းကျင်ကိုကြောက်နေခဲ့တယ်ဟောက်တန်ကလည်းနှစ်တန်ထပ်နေတယ်လို့သူမစိတ်ချမှာထင်နေခဲ့တယ်သူမလည်းကြောက်စိတ်ကြောင့်နားတွေကိုပိတ်ပြီးမနေ့မိုးလင်းတီကြီးစောင့်နေခဲ့လိုက်တယ်နောက်တနေ့ညလည်းပုံစံတူပါပဲမနေ့၄နာရီဝန်းကျင်လောက်မှာ ပြန်လို့လာခဲ့တယ်။ဒီတခါတော့သူမလည်းသီးမခံနိုင်တော့ပဲဘေးဘက်ဝန်ကြီးကိုထားကြည့်ရတယ်။သူမယောက်ျားကိုနှုတ်ဖို့ကြိုးစားပြီးမယ်မနဲ့အလုတ်သွားရမှာမို့မနှုတ်ရတာနဲ့နားရီကိုပိတ်ပြီးမနဲ့မိုးလင်းတီတီစောင့်နေကြရပြန်တယ်။မနဲ့ရောက်တော့ဇိုးဘာပေါ်မှာနေရာပြောင်းအကြည့်ခဲ့ပြီးမယ်ကြောက်စိတ်တွေကစိုးမိုးနေတော့ခေါင်းတွေကိုက်လာတာနဲ့ရေသွားရှူခဲ့တယ်။ရေရှူပြီးခေါင်းကိုတုပ်နေတဲ့အချိန်ရေရှူခန့်အပြင်ကနေလူတစ်ယောက်ရဲ့ရှီတံကိုကြားလိုက်ရတယ် သူမယောက်ျားကလည်းအလုံးချိန်ကြီးပြန်မလာတော့ပါဘူးလို့တွေးရင်တကားလေးကိုအနှဲငယ်ဖွင့်ကြည့်တော့လေလူရိတ်လူရောင်ကိုမတွေးကြရဘူးညနေ9နာရီသူ့ယောက်ျားအလုံးကနေပြန်လာတော့ဇောနာကရေရှိုးခန်းရှိကရှေးတန်းเจ้าရဲ့နေ့ညလုံးဟောက်တန်နေထက်နေတာကိုပြောပြခဲ့တယ်သူ့ယောက်ျားကငါ့ကိုမနှောက်ပါနဲ့ဆိုပြီးရည်နေခဲ့တယ်မင်းဟိုတနေ့ကတောက်တာများသွားလို့ရေချိန်မကြိုက်တာနေမှာပါတဲ့သူဝင်းမလည်းအတီးကြီးပြောနေတယ်ထင်တယ် မြန်မာကြီးကစိတ်လိုနေတဲ့ပုံပဲနောက်တစ်ခါကျရင်ငါ့ကိုနှိုးပါငါခန်းထဲကိုရှာပေးမယ်လို့ပြောပြီးနှစ်သိမ့်ပေးခဲ့တယ်ဒီလိုနဲ့အိတ်လိုက်ကြတယ်ဒီတစ်ခါလဲပုံစံတူပဲသူမကည3နိုင်ဝဲလောက်မှနှိုးလာခဲ့တယ်ဘဝဉင်ကိုကြည့်ရောဟုတ်တယ်ငါသူ့ယောက်ျားစီကနေလာတာမဟုတ်ဘူးအခန်းရဲ့တခြားတနေရာကနေလာတော့ကို तू မတတိထားမိသွားတယ်ဒါကအခန်းထဲမှာတယောက်ယောက်ရှိနေတယ်ဆိုတော့ तू မသိတော့သူ့ယောက်ျားကိုနှိုးခဲ့တယ် သူယောက်ျားလည်းအတန်းကိုတရားမအောင်ကြည့်တော့အခန်းထဲမှာတခြားတစ်ယောက်ရှိနေတယ်ဆိုတာသိသွားပြီအခန်းမီးကိုခွန်လိုက်တယ်နောက်တော့အခန်းပတ်ပတ်လေးကိုလိုက်ရှာတဲ့ချိန်ဂရင်းအောက်ကနေကြော်ကြီးကထွက်လာပြီသူမယောက်ျားကိုတိုက်ခိုက်ပါတော့တယ်သူမလည်းအတန်းကျဲကြီးអော်ပြီးခန်းပြင်ကိုထွက်ပြေးလာခဲ့တယ်သူမရဲ့ကြံကဘေးခန်းလေးကိုအကူအညီတောင်းမယ်ပေါ့လူချိန်မှာကြော်ကြီးကနောက်ကနေရောက်လာပြီသူမသဘင်ကနေစောင့်ဆွဲပြီးအပေါ်ကနေတက်ရှုပ်တာကိုခံလိုက်ရပါတယ်သူမယောက်ျားလည်းကြော်ကြီးမျက်နှာကိုကန်ပြီးလေဘင်းကနေရှုပ်ထားလိုက်တယ် ။သူမလေးရဲကိုဖုန်းခေါ်ပြီးဖြစ်တဲ့အကြောင်းကိုရှင်းပြအိမ်ကိုအမြန်လာပါလို့ခေါ်ခဲ့တယ်။ရဲတွေလည်းရောက်လာပြီးကြော်ကြီးကိုဖမ်းခေါ်သွားခဲ့တယ်။ဒီရှိန်အောင်ဒီကောင်ကတနာယူနေသေးတယ်။ငါမင်းမိမကိုကြိုက်လို့ပါကွာတဲ့။ရဲစကန်းကိုရောက်တော့ကြော်ကြီးကိုကိုနှုတ်ခမ်းနဲ့ဘလို့ဝင်ခဲ့တယ်လဲလို့စစ်မိခဲ့တယ်။ပါဒီနေကသူ့ယောက်ျားစီကအခန်းတော်ကိုခိုးတယ်။ပြီးတော့ညာတွင်ချင်းပဲတော်သူလုတဲ့ဆိုင်ကပုံလူပွားခဲ့တယ်။နောက်တော့သူတို့ခန်းထဲကိုဝင်ပြီးကရင်အောက်မှာပုံနေခဲ့တယ်တဲ့။ သူမယေရှုတော်ကိုလည်းရှောင်းကြည့်ခဲ့သေးတယ်။သူ့ယောက်ျားမရှိတဲ့ရက်တွေဆိုသူမကိုစော်ကားဖို့ကြံစီထားတာတဲ့။သူမလည်းဒီစိတ်တန်ရာတွေနဲ့မိဘတွေရှိရာရက်ကိုပြန်လာပြီးအနားယူခဲ့ရတယ်။တရက်တော့ယောက်ျားဖြစ်သူကပြန်လာခေါ်တယ်။ကျော်ကြီးကသူ့လုံးမိတဲ့ပြစ်တွေကိုတောင်းပန်ခြင်းလိုပါတဲ့။သူတို့လင်မယားနှစ်ယောက်လည်းရဲစခန်းကိုသွားခဲ့တယ်။သူတို့လင်မယားနှစ်ယောက်ရဲစခန်းကိုရောက်သွားတော့ကျော်ကြီးကခန်းထဲမှာငိုင်းငိုင်းလေးထိုင်နေတယ်။နောက်တော့သူ့ပုံစံကပြောင်းလဲသွားတယ်။ သူမဘက်ကိုလှည့်ပြီးကြောက်စရာအပြုံးကိုပြုံးပြခဲ့တယ်။ဇလန်းလေးကတော့ဒီမှာနေပြီးပါပြီ။ပရိသတ်တို့လည်းတငယ်ချင်းတွေတဲ့ဒီလိုလူယုံမာတွေရှိနိုင်ဘူး။ယူဆိုင်ကြပါလို့ပြောရင်ကျွန်တော်ရဲ့ horror story လေးတွေကိုနှစ်သိမ်းရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးကြပါအောင်ညာ။